သူပြောပါငယ်လို့သူလုပ်တယ်ကြိုးစားတယ်ပြီးတော့သူကဝယ်ထားသူပြောရအကုန်လုံးငယ်လို့ဘယ်လိုပြောစစ်မလို့ငယ်ဆိုရင်အခု YouTube channel ရိုက်ဖို့ကတပင်းလေးတော့တိုင်မင်းတယ်မင်းရလဲဒီကိုကြီးကိုခေါ်တယ်အတူတူရိုက်တယ်မောင်သမားတွေအဲ့လိုပြောတော့အဲ့ဆိုတော့အဲ့ကိုကြီးဖုန်းကြီးဘယ်လိုပြန်ခေါ်မယ်ပေါ့ဒီအားလုံးမင်္ဂလာပါခင်ဗျာမျိုးလေးအားလုံး ချမ်းသာသူကဖျက်ပြန်လေပြေဆုံးနေပါတယ်ကျွန်တော်ဆုတောင်းပေးပါရခင်ဗျာရှင်နေကျွန်တော်ကြည့်စုသွားမယ်ဗီဒီယိုလေးကတော့ဒါကျွန်တော်တို့ဒါမပြောလိမ့်မယ်ဆုံးသွားတယ်ညီလေးထူတွက်ဒါတကယ်ဟိုမှကိုကိုရင်တယောက်လူဒါချစ်ခင်ရတဲ့အကူတယောက်ဒါကျွေးလွန့်သွားလို့အချိန်မတန်မဲ့ကျွေးလွန့်သွားလို့တကယ်ဟိုမှစိတ်မကောင်းဝမ်းနေရပါတယ်လို့ပြောလာတဲ့ဒါကလေးရင်တော့ကတော့ကလေးတယောက်ဆောင်ပါတော့အခုတော့ဒါလူကြီးတယောက်ဆောင် မြမလေးအင်ဒရာမုံမြေရဲ့ဒါစိတ်မကောင်းခြင်းများစွာနဲ့ပြောလာတဲ့ဗီဒီယိုလေးပေါ့နော်အေးပေါ့ဗျာ20နဲ့6နဲ့ဆိုတာတော့တကယ်မှအကြည့်အကြည့်ဆွဲလုံးဆောလုံးလေပေါ့နော်တကယ်မှစိတ်မကောင်းပါဘူးလို့ကဲချောင်းတို့ကြည့်လိုက်ရအောင်နော်ဟုတ်တယ် ပြည့်ရအောင်လို့ဒီမနေ့လည်းကြာတော့အမကဖုန်းဆက်တာဖုန်းဆက်တော့ဒီလိုလိုပဲဆုံးသွားပြီဆိုတော့အနောက်နေကျွန်တော်ကတော့ကျွန်တော်တို့လည်းလေခီးပန်းတော့အိမ်ညာနဲ့အဲ့ဒါလိုင်းပေါ်ကြီးတက်ပြီးတော့ကြည့်တော့မှအမီယာရဲ့လည်းတင်တာတွေ့တော့မှအစမယုံဘူးတော့နောက်နေရလားမသိဘူးသူကောက်ကတင်ထားတဲ့အခါကျတော့အဲ့ဒီမှာသတင်းတွေဖတ်ပြီး comment တွေ like ဖတ်ကြည့်တော့မှအတကယ်ဆုံးပြတရားဟောအဲ့ဒီမိမိလည်းအကမန်းနဲ့အိမ်ကိုပြေးပြေးပြီးတော့မှမေးတော့မှအမျိုးတွေ ပြောတော့မှအဲကလေးအမှန်ဆိုတရားဟုတ်။အော်ဆက်တော့ကြာကြာကြီးလေးဘာမှမပြောနိုင်ဘူး။လက်လက်တီတော်လက်တုံတုံရောမမီဆိုဟိုမှာပြေးတာတန်းတာပဲအိမ်ကိုတွေ့ရင်သွားမိတာပေါ့နော်။အော်တကယ်လားဟိုဟိုလားပေါ့နော်။ဘာကြောင့်လဲလည်းမသိဘူး။သူများရဲ့တတိယရောတက်ညာပဲပေါ့နော်။ဒါပေမဲ့ဘာယောဂနဲ့ဆုံးတာလဲ။ဆိုတော့တိတ်တောင်မကြသေးဘူးတွေ့ရမှာမြေလမ်းထိပ်မှာတွေ့ရင်တွေ့ရင်လည်းစကားပြောခင်ကြီးမေယူနှုတ်ဆက်အမေယူဆိုမြေသူဆုံးမှာအဲ့လိုမျိုးပေါ့နော်။တွေ့ရင်ရော ့ချက်ချင်းယုံကြိုက်ဖြစ်သွားတော့လက်မခံဘူးတော့ယုံလည်းမယုံဘူးအခုချိန်ကြီးတော့ဟုတ်ဆိုတော့ဆိုတော့ဘုံမှာညနေရောက်ညရောက်ဟိုစေးုံတင်တာတော့မသိလိုက်အောင်ငလည်းခီးရောက်နေရတယ်ဟိုကားစီးတယ်ဖြစ်တယ်လို့တော့ပြောရမှာဟုတ်သူကဟိုဘယ်လိုမလဲဆိုတော့လမ်းဟိုဘွားစတိုင်လေးတကယ်ဟိုဘာဒီလိုအဖြစ်ဆိုရင်လည်းမကြုံသေးဘူးပြောတကယ်ဟိုလေဟိုလူချစ်လူခင်လည်းပိုးရဲပြီးလို့ရှိရင်လည်းပြပြနေတတ်တာပေါ့နော်လူတိုင်းနဲ့ခင်မရှိရဲဆိုတော့အခုလိုဖြစ်တဲ့ချိန်မှာလည်းတော်တော် ာညီလေးထိုးတာသူ့အမေပဲဒါချစ်တယ်လို့ဒါသိရတယ်ဗောနော်မေအတွက်ဒါကျွန်တော်တို့မဆုံးခင်မှာတော့မသူ့မေအတွက်ဒီစာချုပ်ဒါချုပ်ဖို့အတွက်အင်းစာချုပ်ချုပ်ဖို့အတွက်ပတ်စံဆက်သိန်းတော့ပေးခဲ့သေးတယ်ဗောနော်နောက်ပြီးတော့လည်းသူ့မေကိုလည်းဒီခုနှစ်ထပ်ခန္ဓာလာမနေရတဲ့အတွက်သူမေဒါသူတော်မပြန်မန်းနဲ့ဗောနောသူမေဆိုရင်တက်အစင်ကဘယ်လောက်ပြန်မန်းလဲမသိဘူးဗောနောဒါကြောင့်မို့နောက်6လပဲဆောင်သူအေးရအောင်ဝယ်ပြီးမယ်ဆိုပြီးတော့ဒါမေးရအောင်ပြောခဲ့သေးတယ်ဗောနောတကယ်ဟိုမှဝမ်းနေဖို့ပုံမှန်တယ်သူစန္ဒာတွေဒါမပြည့်စုံဘူးဗောနော 26နှစ်ဆိုတဲ့အရွယ်လေးရတော့ဗျာကျွန်တော်တို့လူလောကမှာဘယ်လောက်များနေရသေးလို့လဲဗျာနော်တကယ်ကမတရားလို့ပဲပြောချင်တာပေါ့နော်ကျွန်တော်တို့ဘယ်လိုပြောရမလဲယုံနာမယုံနာဘူးပေါ့နော်ငယ်လေးဆိုရင်လည်းဟိုဘယ်လိုပြောမလဲခုအခုလိုပဲငယ်ငယ်လေးတွေကမင်းနဲ့ရှိတိုင်းနေလာရဲ့ပြီးတော့ငယ်ဒီအနုပညာလုံးလုံးတော့လည်းအဲပြောရမလဲဖေးရသူ့ကိုခေါ်တယ်လေခေါ်ရတော့ကလေးပြုံးဆောင်မအားကြီးခင်ဟုတ်ဟုတ် တို့ကြီးပြလာရပေါ့နော်စကားတွေလည်းများပြီးပြိုက်ခဲ့ဆိုကိုအကိုရင်းလို့ပဲမမေဆိုလည်းတူလို့တားလို့ချစ်တာပေါ့နော်မမေဆိုတုံးပါရဲ့မမေဆိုတွေ့ဆုံးပါလေဒလေးမမနေနော်ဟိုအပေါင်းလေးမဲ့တယ်ပေါင်းလို့တော့အဲ့လိုမျိုးမမေပြအိပြအိမေပြခဲ့ပေါ့နော်ငယ်သူဆုံးပါ သွားကြရင်အတားလိမ္မာနေပြီသူပြောပါငယ်လို့သူလုပ်တယ်ကြိုးစားတယ်ပြီးတော့သူကဝယ်ထားတယ်သူပြောရင်အကုန်လုံးပြောဘူးသူပြောစစ်တယ်ငယ်ဆိုအခုယူကျူးစားလိုက်ရိုက်ဖို့ကသမီးလေးကတိုင်းမင်းတယ်မင်းကလည်းဒီကိုကြီးကိုခေါ်တယ်အတူတူရိုက်တယ်မောင်သမားတွေအဲ့လိုပြောတော့အဲ့ဆိုတော့အဲ့ဝေးဖုန်ကြီး ကိုလည်းပြန်ခေါ်မယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးစီစဉ်ထားတဲ့ကို plan နဲ့ကိုဒီ2025အခုလည်းမရှိတော့ဘူးပေါ့။ကြာပြီးရင်ငယ်ဒီနုပညာလို့တော့2006လောက်မှာငယ်စလုပ်ခဲ့ရ ဟိုကဒီကတော့ဟိုတော့ရှင်းထားဟိုသူနေ့ကတော့ရှောင်းညာရိုက်တာဟိုဘာလို့လဲဆိုတော့သူကငယ်ထက်တော့ကြီးတယ်26ဆိုတော့ငယ်ကဟိုမှ23တော့မပြည့်တော့ဆိုတော့3နှစ်3နှစ်နဲ့တော့ကွာတယ်ဒါပေမဲ့သူကဟိုဟိုလူတယ်လေလူတော့ငယ်နေကြတော့အဲ့လိုမျိုးခါတကြလို့ရှင်ချိန်လူရှင်တင်းရချိန်မင်းသားမင်းသမီးငယ်ဘွားဆိုတော့မတိမ်းမီးဆိုတော့ငယ်ငယ်ရဲ့တွဲဖက်ရိုက်လို့ရတယ်သူမင်းသားငယ်ဘွားရဲ့တငယ်မင်းသမီးငယ်ဘွားရဲ့အဲ့လိုမျိုးလေအများကြီးရိုက်ခဲ့ဆိုတော့ဟိုအခုချိန်မှာအဲ့ဒါလေးအမှတ်တရပုံတော့ ဒါမဲ့လည်းအရင်စောသေးတယ်လို့ထင်တာပဲပေါ့။ဆက်စားကြအချင်းကိုမယုံဘူးဒါအဲ့။တို့ကလေအမင်းတို့အင်ရှင်တွေဖြောက်သွားတွေ့လို့ရှိရင်အဲ့လိုမျိုးထုတ်ဆက်တာတွေ့လို့ပြောတော့ तू အပမင်းငါတို့ကျွန်တော်တို့ခစ်ကြီးရအောင်မှာကျွန်တော်တို့အမဲ့တရွရွအကင်းတပုတ်ပုတ်ခစ်ဖြစ်နေတဲ့ခစ်ကြီးရောက်နေတာပေါ့နော်တကယ်မှဟိုကက်ကက်ဆိုင်လာတာပေါ့နော်တဖေးဖေးနဲ့ကျွန်တော်လူငယ်တွေကကျွန်တော်တို့အရင်သွားနေရတယ်အဲ့လိုဖြစ်လာတာပေါ့နော် အဲဒီလိုကပြောလို့ပေါ့ကျွန်တော်ငယ်တော့ဆိုမိပါတွေကပြောတယ်နင်တို့တို့ကနာငါတို့ကကျွေးလွန်းသွားရင်နော်နင်တို့စာဖို့တောက်ဖို့နင်တို့နေဖို့ထိုင်ဖို့တော့ငါတို့ကဥစားဖြစ်တာဆိုပြီးတော့ဟုတ်ရင်တော့ဒါမိပါတွေကအရင်ဒါကျွေးလွန်းသွားရတော့နော်ဒီခေတ်မှာကျတော့မိပါရဲ့အသားသမီးရဲ့ဆိုတာမရှိတော့ဘူးဟိုကောင်းကြီးကတော့ခေါ်ခြင်းနဲ့ချင်းကျွန်တော်ခေါ်တာပဲမင်းအောင်မြင်တဲ့လူလားမင်းချမ်းသာတဲ့လူလားမင်းဘာကောင်းမျိုးဖြစ်ဖြစ်မင်းအချိန်တိုင်းငါတို့ရှိဦးလားမယ်ဆိုပြီးကျွန်တော်တို့ဟိုဘယ်လိုပြောမလဲ ဖိတ်ခေါ်ခြင်းပေါ့နော်ဒီကေဥမာဒီလိုပဲဗျာကျွန်တော်တို့တွေလည်းဒါအချိန်တိုင်းတော့ဒါကြီးလေးချိုးသွားတဲ့လမ်းကိုကျွန်တော်တို့လည်းလိုက်ပါသွားမှာပေါ့နော်ဘယ်လိုပဲဖြစ်ဖြစ်ရတော့အရွယ်မတိုင်မဲနဲ့ကျွေးလွန်သွားတော့လေဒီကေဥမာနှမျောမိတော့ပေါ့နော်ဥမာကျွန်တော်တို့အောင်မြင်မဲ့ခြိလမ်းကိုလှမ်းနေလေအရွယ်လေးပဲရှိသေးတယ်ဆိုတော့လေနော် အဲ့ဝခွေးလေးခွေးကြောင်းလို့ရှိရင်လည်းသူအင်းရှိရဖြစ်ရင်အမြဲလိုမျိုးစာနောက်ပြောရှင်မမီနဲ့ဆိုလည်းအမြဲအများကြီးပြောပြတယ်မေသူသူအမြဲဆုံးပါပေါ့နော်အာသူကပြောသူဘီလီယာမှာသူစကားရိုက်တယ်ပြီးတော့လည်းသူဒီနေ့ဂိမ်းပြီးပွဲလည်းသူတက်လိုက်ရသူကပထမဆုံးတက်တဲ့နေ့ပေါ့နော်သူတက်လိုက်ရဆိုတော့အော်ကိုရဝမ်းသာတယ်အာသူကားလေးတဲ့စကားလေးပဲပါဟိုဟာဖြစ်ပါတယ်တကယ်လည်းစူးစမ်းရတယ်ဒီလူပညာလုံငယ်ကိုငယ်လေးတည်းလောက်ပြီးဒီကြီးမှလောက်တဲ့သူရဲ့ရှာတယ်သူကတကယ်ဟိုမှာစိတ်နှိပ်ပြီးငယ်လေးတည်းကနေမှတောက်လျှောက်သူကြီးရောလည်းဒီလူပညာလုံကိုပဲယူသွင်းတယ်ငယ်နဲ့အတူတူအမှဒီ ဖိုးမှာတောက်လျှောက်တော့လည်းအတူတူပဲလျှောက်ကြတယ်မောင်တို့ကပြန်တွေ့တိုင်းတော့ခံစားတာပို့ပြောတယ်ပထမဆုံးတော့လည်းခံစားတော့နောက်ဆုံးလည်းခံစားတယ်အဲ့ပြောအဘောအဘူစိတ်ဒီခဲ့တာမို့လို့ပြော तू ကဘယ်လိုပြောမလဲဒီအဖြောင်းတက်ကလေးရိုက်တော့လည်းအရင်ပောက်တယ်ငယ်စပင်းဒီပိုင်းတောက်လျှောက်ရယ်စပင်းဆိုင်ကြီးကစာကောင်မလေးတွေကအထူးပရိသတ်